ဘဘ ASC channel ကနေတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဘောက်ပိသက်တွေအားလုံးလည်းမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့သတင်းကြောင်းအရလေးကတော့ကျွန်တော်တို့လီဗာပူးအသင်းမှာပေါ့နော်တကယ်လို့အဇနတ်အန်ဒူရာထွက်ခွာသွားခဲ့မယ်ဆိုလို့ရှိရင်သူ့နေရာမှာ line up မှာအစားထိုးဖို့အတွက် corner ball လေးကိုအသုံးပြုသွားမှဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ပေါ့နော်အဲ့တော့ corner ball လေးကတကယ်တော့အရေးသွေးပြည့်ရတဲ့ကစားသမားတစ်ယောက်ပါဒါပေမဲ့သူ့မှာ injury ပြဿနာတွေ ဖြစ်နေတဲ့အတွက်ကျွန်တော်တို့မဖြစ်မနေဒီနေရာကိုသူ့ရဲ့ bus စပယ်ယာဘက်တယောက်လောက်တော့ရှိတင်တယ်ဟုတ်ဒီဥစ္စာကိုလဲဒါအတင်းရဲ့ဘုတ်ဖွဲတွေနဲ့တောင်းဝင်ရှိသူတွေလည်းတိမှာကိုနာပတလီနေရာမှာတခြားအည်သွေးမြင့်တဲ့ player တယောက်ကိုသူ့သူ့နဲ့တွဲဆောမှုအတွက်ကိုထားတင်တယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့အဲ့ညာနောက်ခံနေရာမှာတကယ်လို့ဒါလူမခေါ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့အသင်းနေနဲ့ နောက်ရဒီမှာဆိုလို့ရှိရင်ဘလို့မှကျွန်တော်အဆင်ပြေနိုင်မယ်မထင်ဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ချန်ပီယံလိပရီးမီးယားလိအပြင် နောက်ထပ်တခြားပွဲတွေလည်းကံအမှာပါနော်။အဲ့တော့ဒီနေရာမှာအခုလောဆယ်ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဂျိုကိုမန့်ရှိတယ်ပေါ့နော်။နောက်တစ်ယောက်ကတော့ကွန်ဆက်ရှိတယ်။ကွန်ဆက်ကလည်းနျူကတ်ဆယ်နဲ့နာမည်ထွက်နေတယ်ပေါ့နော်။နျူကတ်ဆယ်တင်ရတယ်ကွန်ဆက်နဲ့ဒီဂျိုကိုမန့်နှစ်ယောက်လုံးကိုဝယ်ဖို့ဆိုပြီးတော့ အာကျွန်တော်ခုနောက်ပိုင်းသတင်းတွေတော်တော်များများထွက်နေတော့အဲအကြောင်းဒီကစားသမားတွေကလည်းတိတ်ပြီးတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲပေါ့နော်ဟိုအသင်းမှာရှိမယ်မရှိဘူးမသေးချာဘူးပေါ့နောက်ပြီးတော့ကျွန်တော်တို့ဒီပုံစံမျိုးနဲ့နောက်ရသည်မှာရှေ့ဆက်မယ်ဆိုလူအင်အားမဖြစ်တင်မဲ့နဲ့ဆိုဘယ်လိုမှအဆင်ပြေနိုင်ကြအကြောင်းမရှိဘူးပေါ့ဒီရသည်မှာဆိုလို့ရှိရင်ကျွန်တော်ဒီနေသားတီရောက်လာရဆိုတာကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်ပေါ့နော်နောက်ပြီးတော့ဒါကိုနာပတ်လီက မကြာခဏတန်ရရနေတဲ့အတွက် तू injury မဖြစ်ဘူးဆိုလို့ဘယ်သူမှအာမမခံနိုင်ဘူးပေါ့နော် तू injury မဖြစ်ဘူးဆိုလို့ရှင်တော့ဒီနေရာက तू နဲ့တော်တော်ကြီးကိုအဆင်ပြေပါတယ် तू လည်းတကယ်ကောင်းတဲ့ player တယောက်ပေါ့ကျွန်တော်တို့လီဗာပူးပရိသတ်တွေတော်တော်များများလည်းသိတယ်အကုန်လုံးသိတဲ့အတိုင်းပဲအဲ့တော့ကျွန်တော်တို့အတင်းရဒီနောက်ခံညာနောက်ခံနေရာမှာရောဘယ်နောက်ခံနေရာမှာရောစားထိုးဖို့အတွက်လိုအပ်နေတာဖြစ်တယ်ပေါ့နော်ဒီ စာမထုတ်ဘူးဆိုရင်တော့မှသူတို့ရဲ့ဟိုစပယ်ဘတ်နေနဲ့ခေါ်ပြီးတင်တယ်ပေါ့ player တွေအဲ့တော့ကျွန်တော်တို့ကတော့ဒီပုံစံအတိုင်းဆိုလို့ရှင်တော့နောက်ရဒီမှာစင်မပြေနိုင်ဘူးလို့တော့ထင်တယ်အခုဒီဘာကူတင်ရနာမည်ထွက်နေရဒီလီဗာကူစင်ကစားသမားဂျေမီဖီးပေါအောင်ဆိုလို့ရှင်လည်းဒါမဆိုးဘောညာနောက်ခံနေရမှာဒါပေမဲ့သူကအဇနာအာနူလောက်တော့ကောင်းမှာတော့မဟုတ်ဘူးပေါ့အဇနာအာနူမဟုတ်တဲ့အတွက်အဇနာအာနူနေရာမှာ စားထိုးမဲ့ဆိုရင်တော့သူ့လောက်တော့ကောင်းမယ်လို့တော့မထင်ဘူးဒါပေမဲ့လည်းကျွန်တော်တို့네덜란드သားလည်းဖြစ်တဲ့အတွက်နီးပြလည်း네덜란드နီးပြဖြစ်တဲ့အတွက်အခြေအနေတစ်ခုတိုင်းတာတစ်ခုတည်းတော့အဆင်ပြေနိုင်တယ်လို့အဆင်ပြေနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လီဗာပူးအသင်းကနောက်ရသည်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးပဲအမြင့်ပြန်ဖို့အတွက်ဆိုကျွန်တော်တို့မဖြစ်မနေကစားသမားဖြစ်တင်းဖို့ဆိုတာတကယ်အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုပေါ့နော်။ ကျွန်တော်တိုက်စစ်မှာဆိုလို့ရှိရင်ဒီယာတီမှာဆိုတခြား player တွေထွက်မဲ့ player တွေလည်းကျွန်တော်ရှိလိုက်မယ်လို့ထင်ကျွန်တော်တို့လီဗာပူးတင်ရဆိုလို့ရှိရင်ဒီကစားသမားတွေရှိရနေတော့တန်190လောက်ထိမျောလင့်ထားတယ်ဆိုပြီးတော့သတင်းတွေမှာကျွန်တော်တို့တွေ့တယ်ပေါ့နော်အဲအဲအကြောင်းမို့ဒီဒီယာတီမှာဆိုလို့ရှိရင်အဝင်ထွက်ကတော့ကျန်းသွားနိုင်တယ်ပေါ့ဒီတိုက်စစ်မှာဆိုအခုနာမည်ကြီးနေတာဆိုလို့ရှိရင်လူဝီဒီရဲ့နောက်တစ်ယောက်ကတော့ကျွန်တော်တို့ ီကိုဂျိုတာပေါ့နော်နောက်တစ်ယောက်ကတော့ကျွန်တော်တို့ဒါဒါဝင်နူးနဲ့ပေါ့ဒီ၃ယောက်ပါဆိုလို့ရှိရင်ဒီနွေရာသီပြောင်းရွှေ့မှာအတင်းကထွက်ခွာသွားနိုင်ဖို့ရှိရဆိုပြီးတော့ကျွန်တော်သတင်းတွေမှာတွေ့ရတယ်ပေါ့နော်အဲ့တော့ညီကိုတို့အနေနဲ့ဘယ်လိုထင်လဲပေါ့နော်ဒီညာနောက်ခံလူနေရာမှာကျွန်တော်ကတော့မဖြစ်မနေအစားထိုးတယောက်လောက်တော့ဒါခေါ်တဲ့နယ်လို့ထင်တယ်တန်90တန်းလောက်45 90တန်းလောက်ပေါ့နော်ရေရေသွေးပြေးသွားတဲ့ကစားသမားတယောက်လောက်တော့ ခေါ်ပေးတဲ့နယ်လို့ထင်တယ်ပေါ့ညီကိုတို့နေနယ်ဘယ်လိုထင်လဲဝိုင်းရောက်ဝင်းတော့ဆွေးနွေးသွားလို့ရပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါ